အိမ်မွေးတိရိစ္ဆာန်လေးတွေမူရတဲ့လူတချို့ကညဘက်အိတ်တဲ့အခါမှာအဲ့ဒီတိရိစ္ဆာန်လေးတွေနဲ့ဖက်အိတ်တာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့အိတ်ရထဲကိုခေါ်သိမ့်တာမျိုးတွေလုပ်တတ်ကြပါရဲ့ဒီလိုဆိုမေးစရာရှိတာကကြောင်လေးတွေကိုရောအိတ်ရထဲခေါ်သိမ့်တင်လားဆိုတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့ကြောင်လေးတွေကိုအိတ်ရထဲခေါ်သိမ့်တင်လားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်တဲ့အတွက်ကိုကကြောင်လေးမွေးထားရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်တော့အသေးရင် subscribe လုပ်ပြီးတော့ဘေးနားအနုဒီပဲလေးကိုလည်းဖြည့်ဆည်းပေးပါအောင်ရှင် ောင်လေးတွေကိုအိပ်ရတဲ့ခေါ်သိတာကကျမ်းမာရေးရှူတော့ကနေကြည့်မယ်ဆိုရင်ကောင်းတဲ့အချက်တွေလည်းရှိတယ်လို့ဆိုးတဲ့အချက်တွေလည်းရှိပါတယ် ဒီတော့ကောင်းတဲ့အချက်တွေကိုအရင်ကြည့်လိုက်ကြရအောင်เนาะကြောင်လေးတွေကခွေးလေးတွေလောက်လူတွေနဲ့သဘောတတိနေရတာကိုမနှိမ့်သက်ကြပါဘူးဒါပေမဲ့လူတွေနဲ့အနေကြတာတဲ့ကြောင်လေးတွေကတော့လူတွေအပေါ်ကိုပို့ပြီးတော့တန်ရောစင်တွေပိုလာတတ်ပါတယ်အထူးသဖြင့်သူတို့အိတ်တဲ့အချိန်တိုင်းလူတွေနဲ့ဖက်အိတ်တတ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီကြောင်လေးတွေကသူတို့ရဲ့အိမ်သားအပေါ်မှာပို့ပြီးခင်ကြော်လာတတ်ကြပါရဲ့ရှင်။နောက်တစ်ချက်ကကြောင်လေးတွေကခွေးလေးတွေလိုမျိုးအတန်ရန်ဆူညာမလုပ်တတ်တဲ့အတွက်ကြောင့်မို့လို့ကြောင်လေးတွေကိုခေါ်အိတ်မယ်ဆိုရင်ကိုယ့်ရဲ့အိတ်ဆက်ခြင်းကိုအနှောက်အယှက်ဖြစ်စေမှာမဟုတ်ပါဘူးရှင်။အဲ့ဒါအပြင် ်ကြောင်လေးတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့အငွေးတွေကခွေးလေးတွေလိုပဲလူတွေကိုအနှွေးထက်ပေးစေနိုင်တဲ့အတွက်ကြောင့်မို့လို့ကြောင်လေးတွေကိုဖက်အိတ်တာကတခြားလူတယောက်ကိုယ့်ရဲ့မိသားစုဝင်တယောက်ယောက်ကိုဖက်အိတ်နေရတယ်လို့မျိုးခံစားချက်တွေရရှိပါရဲ့ရှင်။နောက်တစ်ချက်ကတော့ဆဲမိစီမှုများနေတဲ့သူတွေအနေနဲ့အိယာထဲမှာကိုချစ်ရတဲ့ကြောင်လေးနဲ့ဖက်အိတ်ပြီးတော့စကားစမြည်ပြောတာကလည်းကိုယ့်ရဲ့ဆဲမိစီမှုတွေကိုပြေရောစေတယ်လို့ကောင်းမွန်တဲ့အိတ်ဆက်ခြင်းကိုလည်းရရှိစေဖို့ကူညီပေးနိုင်ပါရဲ့ရှင်။ဒါဆိုရင်ကြောင်လေးကိုအိယာထဲခေါ်အိတ်တာကအကျမ်းမာရဲ့အိယာမကောင်းတဲ့အချက်တွေကဘာတွေလဲဆိုတာကိုဆက် ပြီးတော့ကြည့်လိုက်ကြရအောင်နော်တရိစ္ဆာန်လေးတွေဖြစ်တဲ့အလျောက်ကြောင်လေးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာယောဂပုံမွားတဲ့တန်းကောင်းတဲ့ရားနာတွေရှိနေနိုင်ပါတယ်ဒါကြောင့်ကြောင်လေးတွေနဲ့အမြဲတမ်းဖက်အိပ်တဲ့အခါ ကြောင်လေးတွေရဲ့ကိုပေါ်မှာရှိရဲ့ဒီတန်းကောင်နဲ့ယောဂပုံမာတွေကကိုယ့်ရဲ့ခန္ဓာကိုယ်မှာရောကိုယ့်ရဲ့အိယာပုံမှာပါကပ်ကြံနေနိုင်ပါတယ်။ဒါပေမဲ့အိန္ဒိယအိပြေမထွက်တဲ့ကြောင်လေးတွေတရိษံဆရာဝန်နဲ့အမြဲတမ်းပြသနေတဲ့ကြောင်လေးတွေမှာတော့ယောဂပုံမာတွေကနည်းနိုင်ပါရဲ့ရှင်။အဲ့ဒါအပြင်ကြောင်လေးတွေရဲ့အမွှေးကလူတွေရဲ့နှာခေါင်းနဲ့ကိုယ်ခန္ဓာစနစ်အတွက်ဓာတ်မတည့်တာတွေကိုလည်းဖြစ်စေနိုင်ပါရဲ့ရှင်။နောက်တစ်ချက်ကကြောင်လေးတွေကလူတွေရဲ့ခေါင်းပေါ်နဲ့အိယာတာကြိုက်တဲ့အတွက်ကြောင့်မို့လို့အရန်ငယ်လုံးနဲ့ခလေးလေးတွေနဲ့ကတော့အထူးထူမထားသင့်ပါဘူးနော်။အခက်မသိရင်ကြောင်လေးတွေကခလေးလေးရဲ့ခေါင်းပေါ် ုံတက်ပြင်းပြီးပြီးတော့အသက်ရှူလမ်းကြောင်းပိတ်ကအသက်အန္တရာယ်ရှိနေတာကြောင့်ပဲဖြစ်ပါရဲ့ရှင်။ကြောင်းအများစုရဲ့သဘာဝကမနက်နေ့ညကင်းဘက်တွေမှာအိတ်နေတက်ပြီးတော့ညဘက်ရောက်မှအစာရှာတာဆော့ကစားမျိုးကြီးလုပ်တတ်ပါတယ်။ဒီတော့လူတွေနဲ့တူတူကြကြမအိတ်ပဲနဲ့ညသက်ကောင်မှနိုးလာပြီးတော့အိတ်ရပေါ်မှာလိုက်ကစားတာလူတွေရဲ့လက်နဲ့ခြေထောက်တွေကိုဖြည်းဖြည်းချင်းကုတ်တာအသံပြေးရမျိုးကြီးလုပ်တတ်ပါရဲ့ရှင်။အချို့အပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ကြောင်လေးတွေကိုအိတ်ရတဲ့ခေါ်မသိခင်မှာသူတို့ရဲ့တကူကြီးတက်ရှင်ရေကိုရောကျမ်းမာရေကိုဂယူဆိုင်တင်ပါတယ်။ကိုအိမ်ထဲမှာ ပဲနေပြီးတော့ယောဂပုံမှားတွေအနားအသက်တွေကင်းရှင်းတဲ့အကြောင်းလေးတွေဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါပေမဲ့အကြောင်းလေးတွေကိုခေါ်သိမ့်မယ်ဆိုလို့ရှိရင်တော့ခလေးတွေနဲ့ဝေးရမှာထားပြီးတော့လူကြီးတွေနဲ့ပဲဖက်အိတ်တာမျိုးတွေလုပ်ပေးတင်ပါရဲ့ရှင်ကြောင်ဝဲဖြစ်ဖြစ်ခွေးပဲဖြစ်ဖြစ်ကိုချစ်လို့အိမ်မှာဂယူးဆိုင်ပြီးတော့တေချာလေးမွေးထားနိုင်မယ်ဆိုလို့ရှိရင်တော့တို့လေးတွေအတွက်ရောကိုအိမ်အတွက်ပါနွေးထွေးတဲ့မိသားစုဝင်လေးတွေဖြစ်လာမှာပါရှင်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောရှင်